ါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ဇွန်လ30ရက်တနင်္လာနေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်ကာလကိုစီစဉ်တင်ဆက်သူကျွန်မရွှေရွန်းအောင်နဲ့မနှင်းပန့်အင်တို့မှစီစဉ်တင်ဆက်ပေးသားမှာဖြစ်ပါရရှင် 2025ဇွန်လ30ရက်နေ့တနင်္လာနေ့အတွက်တနင်္လာသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနက္ခတ်ခွနှစ်ပါးနှင့်မိမိတို့လုပ်ငန်းကိစ္စရများဆောင်ရွက်ရန်နက္ခတ်အချိန်ကာလောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်8:23မိနစ်မှာနနက်8:43မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်တဲ့လုပ်ငန်းများလုပ်ကင်နိုင်တဲ့ဒရန်နက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လယ်7:30မိနစ်မှနေ့လယ်7:30မိနစ်အတွင်းမှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြတ္တရေးကိစ္စတွေကောင်းမွန်နိုင်တဲ့စုံနှက်ခတ်ကြင်ကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ည7:30မိနစ်မှည7:32မိနစ်အတွင်းမှဆိုရင်တော့လေလုံငန်းမျိုးမဆိုလောက်ကင်မှာကအောင်မြင်မှုရရှိပြီးကန်စာတာထုတ်ထည့်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည17:22မိနစ်မှာည17:42မိနစ်အတွင်းမှာဆိုရင်တော့ရာဒူဩဇာအနာကန်တွင်ကြီးမြင့်နိုင်တဲ့ထီးဖြူနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနက်3:58မိနစ်မှာနနက်4:18မိနစ်အတွင်းမှာဆိုရင်တော့အင်ချန်မြေရင်နေအယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ ည7:00နာရီ7မိနစ်မှည7:30နာရီမိနစ်အတွင်းမှာဆိုရင်တော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကံတွေကောင်းမွန်နိုင်တဲ့ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9:38နာရီမိနစ်မှနနက်9:58နာရီမိနစ်အတွင်းမှာဆိုရင်တော့တသမိရတနာတွေထွန်းကားရရှိနိုင်တဲ့တန်တေနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယအခန်းကဏ္ဍအနေဖြင့်တင်းလာနေသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုးရက်နှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လယ်12:34နာရီမိနစ်မှာနေ့လယ်12:54နာရီမိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်ထိခိုက်တည်ခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏလက်ခတ်ကိန်းကြောင့်တဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။နေ့လယ်3:26နာရီမိနစ်မှာနေ့လယ်3:46နာရီမိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်အမှုခင်းပြဿနာနဲ့စိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့သောကလက်ခတ်ကိန်းကြောင့်တဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။နေ့လယ်2:73မိနစ်မှာနေ့လယ်2:33မိနစ်အချိန်တွင်းမှာဆိုရင်ဖြင့် ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောင့်တဲ့အချိန်ခါပဲဖြစ်ပါလေရှင်။ည10:18မိနစ်မှည10:38မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောင့်တဲ့အချိန်ခါပဲဖြစ်ပါလေရှင်။နနက်9:48မိနစ်မှနနက်10:9မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်အလုံစည်းပွားထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြောင့်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချင်းကားရီယာဆိုရင်ဖြင့်ဒိန်းလာနေတာသူများအပေါ်ပုံမှုထိရောက်နိုင်တဲ့နက္ခတ်ချင်းကားရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချင်းကားရီကို သမီးတို့ရဲ့ဆရာဆရာဦးစရာကိုမှအသေးစိတ်ကိုယ်တိုင်တွေ့ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယင်းဒီနက္ခတ်စီစီကိုတ िश ူအပ်ပေးခဲ့ကြတဲ့